်။ဒါပေမဲ့ပလောင်လက်နက်ကင်သဘော DNL မွေးထုတ်ပေးလိုက်တဲ့မန္တလေး PDF မိုးကုတ်ပြူဟာ NUG လက်အောက်ခံ PDF တပ်ဖွဲ့ဖြစ်တဲ့93 Red Dragon ကအဖွဲ့တွေအပါအဝင် PPLA DPLA နဲ့အဖွဲ့တွေ PLA နဲ့အဖွဲ့တွေကတော့ဒီဝါဖြူတော်နဲ့မိုးကုတ်ဂျားကလမ်းတွေမှာပဲခန်းစစ်တွေဆက်လက်ပြင်ဆင်ကြပါလိမ့်မယ်။ဒီနေရာမှာတမတော်စစ်ကြောင်းတွေအနေနဲ့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားဖို့လိုတာကတော့ကင်းရွာအနီးကကင်းရွာတရားအထိပလောင်လက်နက်ကင်သဘော DNL နဲ့အပေါင်းပါတွေကခန်းစစ်တွေအစင်းစင်းပြင်ဆင်ပါလိမ့်မယ်။ ကင်းရွာလောက်ထိရောက်ရှိသွားပြီဆိုရင်တော့ပလောင်လက်နက်ကန်သဘောင် DNL ကညောင်မင်းသားကင်းရွာတကြောကနေစုတ်ခွာသွားမှာဖြစ်ပြီးတော့ကင်းရွာတရာရွှေတရားကိုမိုင်းခွဲဖျက်ဆီးသွားမယ်အခြေအနေမျိုးရှိပါတယ်။ပြောရရင်တော့အခုလက်ရှိတမလို့စစ်ကြောင်းတွေရောက်ရှိနေတဲ့ဝါဖြူတော်ပေါ်တော်လမ်းစုံနဲ့ကင်းရွာရွှေတရားဆိုတာက25မိုင်အကွာဝေးရှိပါတယ်။အတွင်ပိုင်းမှာရှိနေတဲ့ရွာတွေကမိုးကုတ်ကြက်ပြင်ကိုရောက်ရင်တော့မိုးကုတ်ကိုရောက်ပြီလို့ဆိုရမှာဖြစ်တဲ့အတွက်ပလောင်လက်နက်ကန်သဘောင် DNL နဲ့အပေါင်းပါတွေက ဝါဖြူတောင်ပေါ်တော်လမ်းဆောင်ကနေအတွင်ထဲမှာရှိနေတဲ့ပိုးစံတွေကြောက်လှဲဘင်းရွာတွေအုံတန်ရွာတွေကနေတဆင့်ခန်းစစ်တွေကိုအကြီးကျယ်ပြင်ဆင်ကြပါလိမ့်မယ်။မလောင်လက်နက်ကန်တပေါင် DNL အနေနဲ့လူဆန်းအရင်းမြင့်နဲ့တပ်ဖွဲ့ဝင်တွေလည်းကုန်တလောက်ဖြစ်နေပြီးမြို့တုံးပြောက်ွယ်တော်မယ့်အခြေအနေနဲ့လည်းကြုံတွေ့နေရတယ်။တောင်ကန်းတိုက်ပွဲကနေစပြီးတော့နောင်ချိုကြောက်မဲကနေအခုလက်ရှိတီဘောမြို့တင်တိုက်ပွဲအထိတိကျတည်ဆုံမှုအရေးအတွက်ကလည်းထောင်ချီတောင်းချီနေပြီဖြစ်ပြီးတော့မြေပြင်မှာအုံချနေတဲ့အတရားမှစစ်သားစုဆောင်ထားတဲ့အကြမ်းဖက်သမားတွေကလည်း စိတ်တရေရပြက်ပြားနေကြပြီဖြစ်တယ်လို့တမတော်ရဲ့ထိုးစစ်ကိုမခံနိုင်တဲ့အတွက်မိုးကုတ်ကိုတမတော်ကသာတကယ်တမ်းထိုးစစ်စေရင်ဘလောက်ထိတောင်းခံနိုင်မလဲဆိုတဲ့အခြေအနေမျိုးကိုစောင့်ကြည့်သွားရမှာပါဘာကြောင့်လဲဆိုရင်တောင်မဲမြို့သိမ်းတိုက်ပွဲမှာလည်းပလောင်တွေကတမတော်ထိုးစစ်ကိုဟန်တားနိုင်ခြင်းမရှိသေးနဲ့စုပ်ခွာထွက်ပြေးသွားကြရတာရှိတယ်။နောင်ချိုကိုတိုက်ခိုက်တဲ့အချိန်နဲ့တီဘောကိုတိုက်ခိုက်တဲ့အချိန်နဲ့တော့မတူတော့ဘူးဖြစ်ပါတယ်။နောင်ချိုမှာတော့တော်တော်လေးပြင်းပြင်းထန်ထန်ကုကံကာကွယ်သွားကြပေမဲ့တမတော်ရဲ့ထိုးစစ်ကိုတုံတွေးခဲ့ရပြီးတဲ့နောက်မှာတော့ပလောင်တွေကတောင်မဲမြို့သိမ်းတိုက်ပွဲမှာလည်းလက်လွတ်ခဲ့ရတယ်။ ဒီဘောမျိုးတိမ်တိုက်ပွဲမှာလည်းတောက်လျှောက်ဆိုလိုစကန်တွေကင်းတွေနဲ့အမာကန်တွေရောက်ရဲခန်းစစ်စကန်တွေအားလုံးကိုလက်လွတ်နေရတာဖြစ်ပါတယ်။ဒီလိုမျိုးစိတ်ဓာတ်ရေးရပါပြက်ပြားပြီးတော့တမ်မလော့စစ်ကြောင်းတွေရဲ့ခြေတဲတိုက်ခိုက်မှုတွေအပေါ်မှာကြောက်လန့်နေတဲ့တပ်ဖွဲ့သမားတွေအနေနဲ့မုတ်ကုတ်မျိုးကိုတမ်မလော့ကတိုက်ခိုက်မယ်ဆိုရင်ကိုဘယ်ဘွဲတွေကတောင်းခံနိုင်မလဲဆိုတဲ့အခြေအနေဖြစ်ပါတယ်။ လက်ရှိအချိန်ဒီတမ်မတော်ကထိန်းချုပ်ထားလိုက်တဲ့ဝါဖြူတောင်ပေါ်တော်လမ်းလေချစ်ကြောဆိုတာကပလောင်လက်နက်ကန်တော် DNL ရဲ့မုတ်ကုတ်မြို့အဝင်ခန်းစစ်နေရလို့ဆိုရမှာဖြစ်ပါတယ်။မိဘလည်းမှာခန်းစစ်တွေအများပြားရှိတယ်။ရွာရီအိမ်တွေထဲမှာခန်းစစ်တွေအများပြားပြင်ဆင်ထားတာတွေရှိသလိုတီးတန့်စခန်းအနေနဲ့လည်းစောက်လုပ်ထားတာတွေရှိပါတယ်။ဒီနေရာတွေအလုံးကိုတမ်မတော်ကနေပြည်တော်ရှင်းလင်းဆောင်ရွက်ပြီးတော့တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တဲ့အတွက်မုတ်ကုတ်မြို့ကြီးဝင်တဲ့လမ်းကတော့အလုံးပွင့်သွားပြီဖြစ်ပါတယ်။ဒါကြောင့်ဘလောင်လက်နက်ကန်တဘော DNA တွေကပြီးခဲ့တဲ့ရက်အနည်းငယ်ကမိုးကုတ်တပေချင်းလမ်းကိုပိတ်ဆို့လိုက်တာဖြစ်ပါတယ် လက်ရှိအချိန်မှာတော့မိုးကုတ်ကနေဆစ်ဆောင်သွားကြတဲ့သူတွေကမိုးကုတ်တပိတ်ချင်းလမ်းကလည်းပိတ်သွားပြီးဖြစ်တဲ့အတွက်မိုးကုတ်မိုးမိတ်လမ်းကနေတဲ့ဆင်းအတွင်းငယ်အဲဒီကနေတဲ့ဆင်းစကိုင်းရွှေဘိုဘက်ကိုတော့လမ်းတွေပွင့်နေသေးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့တက်မလို့အနေနဲ့အကျန်းဖက်သမားတွေရဲ့အလောစီလမ်းကြောင်းအဖြစ်ကျန်ရှိနေသေးတဲ့မိုးကုတ်တွင်းငယ်လမ်းကိုစုမိုးထားနိုင်ရည်လည်းလိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင်ပလောင်လက်နက်ကန်သမုတ် DNL ရဲ့အပေါင်းပါတွေကဒီစကိုင်းတိုင်းမှာရှိနေတဲ့အကျန်းဖက်သမားတွေကလည်းမိုးကုတ်မျိုးကိုဝင်ပြီးတော့ခုခံကာကွယ်နိုင်ရည်အတွက်အသုံးပြုနေတဲ့အလောစီလမ်းကြောင်းတစ်ခုတည်းသောလမ်းကြောင်းကတွင်းငယ်လမ်းကြောင်းပဲဖြစ်ပါတော့တယ်။ ။ဘင်းငယ်မိုးမိတ်လမ်းကြောင်းရဲ့အလဲမှာလည်းပလောင်ရွာတွေရှိပြီးတော့ပြီးခဲ့တဲ့ရက်ကလည်းကြောင်တိုက်ခိုက်မှုတွေလည်းပြုလုပ်ထားတယ်။ရှိတဲ့အတွက်အကြမ်းမတ်သမားတွေရဲ့စုဖွဲ့မှုတွေကဘင်းငယ်မိုးမိတ်လမ်းမှာလည်းရှိတယ်လို့ခန့်မှန်းရပါတယ်။ဆိုတော့လက်ရှိချိန်မှာတမရိုစစ်ကြောင်းတွေအားလုံးကတော့မိုးကုတ်မြို့ကိုဥတီနေတယ်လို့ခန့်မှန်းရပါတယ်။တီဘောမြို့ကိုသာအပြေးအဝတိုက်ခိုက်သိမ်းပတ်ပြီးလို့ရှိရင်တမရိုရဲ့ခြေစစ်ကမိုးကုတ်ထီကိုဥတီပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်မယ်ဆိုတဲ့အလားအလာမျိုးမြင်တွေ့နေရတာပါ။ပလောင်တွေတက်ကတော့မြို့တွေရွာတွေကိုတောက်လျှောက်စလို့လက်လွတ်ခဲ့ရပြီးတဲ့နောက်အခုမိုးကုတ်မြို့ရဲ့အဝင်လမ်းတစ်ခုကိုလည်းတမရိုကရိုက်ချိုးလိုက်တာဖြစ်ပါတယ်။ ်ဝါဖြူတောင်ပေါ်တော်လန်းစုံကိုတမရော့ရဲ့စုံမထားနိုင်ခြင်းကတကယ်ကိုစီးရဲအခြေအနေကိုအပြောင်းအလဲကြီးဖြစ်သွားစေမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့သာဒီမရီယာစင်ကူးမှာရှိနေတဲ့တမရော့စစ်ကြောင်းတွေကဒီစင်ကူးတောင်မြောင်းတကြောကိုသာထိန်းချုပ်ထားနိုင်ခဲ့မယ်ဆိုရင် KRR မြေရဲ့အရှိတ်ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းသကိုင်း PDF နဲ့မန္တလေးတိုင်းမှာရှိနေတဲ့ PDF တွေကိုလည်းအလောက်စီဖြတ်တောက်ထားနိုင်မှာဖြစ်ပါတယ်ဆိုတော့အခုတမရော့စုံမထားတဲ့နေမျိုးတွေကိုအပိုင်းလိုက်ကြည့်ရင်မန္တလေးမရီယာနဲ့တပေချင်းကြားကစင်ကူးလက်ပံလာတကြောဒီ area တကြောလုံးကိုပိတ်ဆို့ပြီးတော့ခြေမုံတိုက်ခိုက်သွားမယ်ဆိုရင်အချက်မဲ့သမားတွေအားလုံး မျိုးတွန်းပြောက်ကွယ်သွားမယ့်အခြေအနေတွေထိခိုက်သေးဆုံးမှုများစွာနဲ့လက်နက်ချရမယ့်အခြေအနေမျိုးနဲ့ကြုံတွေ့နေရတာပါ။ဒါ့အပြင်အခုဒီမိုးကုတ်မျိုးနဲ့ပတ်သက်ပြီးစစ်ကိုပိုးမဲ့လမ်းကြောင်းတွေကလည်းပိတ်ဆို့ခံထားရပြီဖြစ်တယ်။အတွင်းထဲမှာတော့ချောင်းမကြီးကနေတဆင့်ဆက်ပြီးသွားနိုင်တဲ့ကြွားတွေလမ်းကြောင်းတွေတော့ရှိပါသေးတယ်။ဒီလမ်းကြောင်းတွေကိုတော့ပလောင်အကြမ်းဖက်သမားတွေနဲ့ဒီတချို့သောအကြမ်းဖက်အဖွဲ့တွေကအသုံးပြုနိုင်တယ်လို့ခန့်မှန်းရပါတယ်။အဲ့ဒီလမ်းကတော့ဒီမိုးကုတ်တပေကျင်းလမ်းရဲ့တောင်ဘက်မှာရှိနေတဲ့ချောင်းရိုးကနေတလျှောက်သွားတဲ့ကြွားတွေပဲဖြစ်ပါတယ်။ ပလောင်ရွာတွေကနေတဆင်းလုံဝဲအဲဒီကနေတဆင်းဗမွန်ဗမွန်စားတဲ့ရွာတွေကနေတဆင်းမိုးကုတ်ကြက်ပြင်းကိုဝင်ထွက်နိုင်မှာပဲဖြစ်ပါတယ်ဆိုတော့လက်ရှိပလောင်လက်နက်ကင်တပုံ DNA လေးအနေနဲ့အဓိကအလော့စီလမ်းကြောင်းကြီးတွေကပိတ်ဆို့ခံထားရပြီးဖြစ်တယ်မြေနီလန်းတွေကလည်းအခုမိုးရွာဒီမှာအသုံးပြုလို့မရတော့ဘူးဆိုပေမဲ့မကြခင်မိုးလေကင်းလို့တဲ့ကာလတွေမှာတော့ဒီလမ်းတွေကိုအသုံးပြုလာကြပါလိမ့်မယ်ဆိုတော့တမရောအနေနဲ့ပလောင်လက်နက်ကင်တပုံ DNA လေးရဲ့အလော့စီလမ်းကြောင်းမိုးကုတ်မြို့ရဲ့ဝင်လန်းထွက်လန်းတွေကိုတိထက်ပုံပြီးတိုက်ခိုက်သွားနိုင်မယ်ဆိုရင် ပလောင်လက်နက်ကန်တဲ့ပုံ DNA လေးကချင်းတွေကကြက်တကောင်ဖြစ်လာတော့မှာပဲဖြစ်ပါတယ်